ိုင်းဆရာကြီးဇဝနာရဲ့အပြိုစစ်ပါပဲရှင်။ဒီဆောင်အုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာကြီးနဲ့တက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်းနဲ့တင်တယ်ဟုတ်ဒီထုံးဝေထံသို့မကြာခဏသွားရောက်နေသည့်အကြောင်းကိုညဤမှာအကြာချင်းမသိခြင်းပါဘူးဟုဆို၍မနေရလောက်အောင်ပင်တမျိုးပြီးတမျိုးကြား၍နေရလျာတခါတရံမိမိ၌စိတ်ပင်မတင်းနိုင်တော့ပဲမချီတင်ခဲဖြစ်မိပေတော့သည် တကတရားနိုင်လဲမိမိနေရာတွင်ဝင်၍လူသူတင်းတင်းဥအားဒေါသဖြစ်မိထို့သောကြားရသောတည်င်းများထက်ထုံးဝင်နေတင်းတင်းဥတို့စိစက်ကြောင်းလန်းခြင်းကိုအကြောင်းပြု၍ယင်းဤသောမိတ်ဆွေချို့တို့ကိုဖိတ်ခေါ်ပြီးလင်းလက်ဖက်ရည်ဖြင့်အက်ခံပွဲတစ်ခု ပြုလုပ်မိဟုကြားရသောအခါအမြာဤမှာအုံနောက်ပိုင်းတွင်ထူပူရှုပ်ထွေးသွားကယူတော့မလောက်ဖြစ်မိပြီးလင်းထို့သောလက်ဖက်ရည်ဖြင့်အက်ခံပွဲပြုလုပ်ခြင်းသည် ၎င်းတို့၏ပြောရွှင်မှုထက်မိမိအားတယော်လို၍ပြုလုပ်ခြင်းပင်ဖြစ်လိမ့်မည်ဟုသောယူဆခြင်းကိုပြုမိသည်နှင့်အညီမိမိသည်မိတို့ကြံရပါမည်နည်းဟု၍ထွန်းဝေအားလက်စားခြင်းမည်ဟုသောအကြံကိုမိတို့အောင်မြင်အောင်ပြုလုပ်ရပါမည်နည်းဟု၍အတွေးထုတ်မိနေတော်သည်။တောင်းမယ်ငါတောင်းမယ်သူတို့ထိပါတီလုံတဲ့ညကိုသူအိမ်ကိုငါကိုယ်တိုင်သွားပြီးလူများရှေ့မှာသူ့ကိုငါအဆက်ခွဲမယ်ဟုသောပိုင်းဖြတ်ချက်သည်ညရီစိတ်တွင်ရုတ်တရက်ပေါ်ပေါက်လာလေသည်။သူအပြင်ထွန်းဝေ၏အိမ်သို့ တဖက်ရီဝဲပြုလုပ်မီညတွင်သွားရောက်ခဲ့လေသည်ညရီသည်မိမိစိတ်ပိုင်းဖြတ်ချက်အတိုင်းသွားမီပြုလုပ်သည့်အချိန်နီးကလာမှသွားရန်ကိစ္စကိုခြိတုံချတော့ပြုလုပ်ရင်းဤကမိမိမှာဖိတ်ကြားထားခံရသူမဟုတ်ဖိတ်စာလည်းမရှိသည်ဖြင့်ထို့သို့သွားခဲ့သောဝင်ခွင့်ပြုမှပြုပါမည်လို့ဟူ၍တန်တရားဖြစ်မိလေသည်ဝင်ခွင့်ရ၍ဝင်ခဲ့သည်ရှိပြန်တော့မိမိသွားရမည့်ကိစ္စသည်ထုံးဝင်ဖို့နေနာသည်ထက်မိမိအဖို့၌ပို၍နေနာနေမည်ကို တွေးမိကသွားလည်းစီလင်းမိလေသည်ဟုတ် ကိုတို့ရာငါ့ချက်ပေါ်ပြီးတည်ရတူဘယ်လိုရှိမလဲထိတ်စားမရမင်းငါလည်းသူ့မိတ်ဆွေပဲသွားနိုင်ဝင်နိုင်ခွင့်ရှိတာပေါ့နောက်ပြီးငါမှကိုချက်ပေါ်ပြီးနစ်နာစရာအကြောင်းမရှိတော့ဘူးငါသွားလို့တူပြီးနစ်တောင်စရာအကြောင်းမရှိဘူးဟိုတလုံးပြုတ်နေတာညရီကတက္ကစီတစ်စီးကိုခေါ်ရင်ထုတ်ဝေထန်သူသွားနေသည်ထိတ်စားမပါနဲ့ဒီလူကိုမြဝင်ခွင့်မပြုရန်တကားဆောင်အာမချထားရန်ညဤမှာထုတ်ဝေအိမ်သို့ရောက်တော့ကလက်မှတ်မပြနိုင်၍ဝင်ခွင့်မရပဲရှိနေလေသည်ထုံဝင်နေအတိဟုပြော၍လည်းမရ လက်မှတ်အိမ်မှာမိကျန်ရခဲ့သည်ဟုအကြောင်းပြလည်းမရပဲတကားဆောင်နှင့်စကားညင်းခုံဖြစ်ကမြအိမ်မှာဝင်ဖို့ရာအတွက်အခက်အခဲဖြစ်နေစဉ်အိမ်ထဲမှထွက်လာသောယောက်ျားတယောက်၏တန်တန်ကိုမြင်ရသဖြင့်ထွန်းဝေပဲဟုများစွာဝန်တာမိလေသည်သူယောက်ျားမျိုးသည်အနည်းတို့ရောက်သောအခါကျမှအယံမြင့်မြင့်ခလုံးကိုပါခတ်သွဲသွဲမျက်နာနေချာအတော်ပင်ကြည့်ရှုကောင်းသူဖြစ်ကထုံးဝင်မဟုတ်သည်ကိုသိရသဖြင့်မြအိမ်မှာထိုသူအားကြည့်၍အံ့အားသင့်မိလေသည် ထိုသူကတကားဆောင်နီးသို့ကပ်လာပြီးလင်ဟေးညိုမဝင်ဘာလုပ်နေရလဲဒါငါသည်ဆိုတာမသိဘူးလားသူမေးလိုက်မှာတကားဆောင်ကလည်းမသိလိုပါခင်ဗျာတော့ဥကျော်ကြီးအသိလားကျွန်တော်ကဆရာမိတ်ပေးထားတဲ့အတိုင်းဝတ်တရားရှိတယ်လို့လောက်တာပါပဲဟုပြောပြီးရင်မြည်ကြီးအာဝင်းခွင့်ပြုသည့်အနေဖြင့်လမ်းပယ်ပေးလိုက်လေသည်ထို့နောက်ကျော်ကြီးသည်မြည်ကြီးအားတောင်းမှန်သည်မူရာဖြင့်ကြည်ကဟောလာပါဗျာဝင်းမှာ ကျွန်တော်ဝင်းခေါ်မလို့ပဲချိန်မရတာနဲ့မခေါ်ဖြစ်ပဲအခုလိုဖြစ်ရတာတိတ်ဝမ်းနေတာပဲလာလီဟုခေါ်လိုက်မှမြည်ရည်ဒီထွသူမှမိမိဒီလည်းမဟုတ်လူမစရာအကြောင်းလည်းမရှိပါပဲလျက်မိသည့်အတွက်ယခုလိုခေါ်ရစွာခေါ်သည်ကိုစဉ်းစားရင်မရတော့လည်းပဲမိမိဒီထွေရင်တွင်းသူဝင်ခွင့်မရှိပဲဇွတ်တိုးရဝင်ရန်ကြံရွယ်ထားသူတရားဖြစ်သည်ဟုသာရင်မိလျက်ယခုကဲ့သို့မိမိအားမျက်နာဆဲလာခြင်းဖြစ်သည်ကိုကောင်းစွာတွေးတော်မိနေသည် ထိုသူနာအမိခဲ့သူတော်ရည်ရွယ်ချက်ရှိလျော်သည်နည်းဟုရုတ်တရက်စဉ်းစား၍မရနိုင်တော်လဲမိတို့ပင်ဖြစ်စေမိမိဝင်လိုခြင်းမှာဝင်ရလင်တော်ပြီဟုနှလုံးပြုကကြော်ရင်းနှင့်ပေးခြင်းရှင်၍လိုက်ပါသွားလေသည်ကျော်ရင်မှာလူကဲခက်ကောင်းသူတရားဖြစ်သည်နှင့်အညီမြ၏ချင်းသည်အတိုင်းပင်မြ၏သည်ဝင်ခွင့်မရှိဘဲစွန့်ဝင်လာသူတရားဖြစ်သည်ကိုရိမ့်မိသည်လျောက်ထို့သောအတင်းဝင်ရန်စူးစမ်းခြင်းမှာ ခိုးရန်ဖွဲ့ရန်မကောင်းကြံစီရန်ကြံစီတစ်ခုခုရှိ၍လာခြင်းဖြစ်မည်မဟုတ်ဘဲထို့ဝင်နေအဆက်အသွယ်ရှိသူတယောက်ဖြစ်၍ဒါလင်ရဲတင်းစွာဝင်ရောက်ခြင်းဖြစ်နိုင်ရာဤကဏ္ဍထုံမင်းကလေးသည်ထို့ဝင်နေချစ်ကြိုက်ခဲ့သူဖြစ်ရမည်ဟုတထစ်ချယူဆနိုင်လေသည်ကျော်ရီကအိမ်ထဲသို့ခေါ်မသွားသေးပဲအိမ်လေးပန်းချံတဲသို့လှည့်သွားလျာမြရီကဘဲလဲဟုမေးလိုက်မှမမ်းမြရီဆိုတာမဟုတ်လားကျုပ်သိပါတယ်မမ်းမြရီကိုမဖိတ်ဖက်ဆိုတော့တင်းဝင်လာတာအကြောင်းစုံတစ်ခုရှိလို့ပေါ့ အဲ့လိုအောင်းမိတာနဲ့ပဲဒီကြောင့်တည်ရအောင်မေးမလို့ဟုပြောနေသည်မြ ాయి မျက်နှာတစ်ခုလုံးမှာထူပူညီမြန်းသွား၏ကြော်ကဲ၏စကားမှာဟုတ်မှန်နေရကမြ ాయి မှာညင်းပူရာမရှိသည့်အလျောက်ဒီကဲ့သို့ပြန်၍ပြောရပါမည်နည်းဟုတူဝေကစဉ်းစားနေမိလေသည် ရှင်ကျမအဆက်ကွဲတော့မလို့ဖြစ်နေတာကိုဘာကြောင့်လာပြီးကယ်စင်ရတယ်လဲဟုမေးလိုက်။မင်းကမြင်မြင်ချင်းချစ်လို့ ဥသောအဖြစ်သည်ရုတ်တရက်စိတ်ထဲ၌ပေါ်လာကလင်းမြန်စွာဖြစ်ခြင်း၌သောအဖြစ်ဖြစ်တော်လဲကြော်ဤသည်မြည်ရာအတန်ကြာစိုက်ကြည့်နေပြီးမှမမျှဤကြောင့်ကိုရိပ်မိတဲ့အတွက်ကရုဏာတက်လိုပါဟုဆိုလိုက်လေသည်ထို့နောက်ပန်းချံတွင်ရှိခုံတန်းလျားလေးပေါ်သို့နှစ်ယောက်သာရောက်ရှိ၍ထမ်းမိကြသောအခါကြော်ဤကမောင်ထုံးဝင်နဲ့တင်နေဦးတို့စိတ်ဆက်ပြီးပြီဆိုတာကြားပြီပေါ်တော့ဟုမေးလိုက်ရာမြည်ရာကောင်းကိုအသာရနှိမ့်ပြလိုက်လေသည်ဒီလိုသိတော့စိတ်ထဲထိခိုက်မသွားဘူးလား စိတ်နာသွားလောက်အောင်ကိုထိခိုက်သွားတာပဲဆိုပါတော့ကျော်အေးသည်ညရီအဖြေကိုတော်ကလေးသဘောကျမိကပြုံးစီစီလုံနေပြီးနောက်အိမ်တွင်းသူလန့်ကြီးကဟောပုံမှန်မြင်ရလားတင်တင်ဦးဆိုတာသူပဲဟုပြောဆိုညွှန်ပြသဖြင့်မြရည်သည်မိမိတို့ဘက်ရှိပြတင်းပေါင်းမှနေ၍အတွင်းတို့ဆူဆာကြည့်လာရာဒီမောပြောရွှင်နေသောမျက်နှာနှင့်လူတယောက်ပြီးတယောက်ကိုနှုတ်ဆက်စကားပြောနေသောတင်တင်ဦးကိုမြင်ရလေသည်ထို့သောမြင်လာရသည်တွင်မိမိနေရာကိုဇို့တင်းလူယူ၍ သားသူမှဂျင်းမာတကားဟုသိရှိရခြင်းသည်မြရည်ရင်တွင်၌ဆွေရသွားကမြင်များလည်လာလေသည်အော်သူတို့တော့ပျော်ပျော်ကြီးညာပျော်ပျော်ကြီးသွားပျော်ပျော်ကြီးစားလို့ပျော်လို့ဆုံးမပေါ့ကြတော့ဘူးနော်ဟုညဉ့်စိတ်ထဲတွင်တွေးမိခြင်းတို့သည်ပိတ်ဆို့ချုပ်တီး၍မရပဲအဆက်မလေးတန်းတီတိုးစွာဖြင့်ထွက်သွားလေတော့သည်ကြော်ရည်သည်ညဉ့်ရည်စကားကိုနားဆိုင်ရထားမိကညဉ့်ရည်ဖြစ်ပြနေသည့်အမူအရာကိုခိတ္တမြကြည့်နေပြီးမှအိုး ူတို့ညားကြသေးတာမှဖုတ်ခဲမမ်းမြရဲ့စိစက်တယ်ဆိုတာလက်ထက်တယ်ဆိုတာနဲ့တခြားစီပါဒီခီးနှစ်ခုကြာမှပြောင်းလဲနေများကြီးဖြစ်နိုင်သေးတာပဲလေစိတ်ကိုဖြေမှပေါ့ဟုပြောလေသည်ကျွန်မစိတ်ကိုဖြေချင်မလို့ပါဘူးအရင်တုန်းကတယောက်နဲ့တယောက်အတန်းဆွဲချစ်ခင်မိကြတော့အခုလိုမြင်ရတဲ့အခါစိတ်ကိုထိသွားတာပေါ့ဒါပေမဲ့ဘလို့ပဲအရင်ကချစ်ချစ်အခုတော့သူ့အပေါ်မှာစိတ်နာနေပြီဖြစ်တဲ့အတွက်တန်စားချေရမှာကျမစိတ်ချမ်းသာမှာပဲ ဘလို့လက်စားချေမလို့လဲအခုလာတာလက်စားချေရအောင်လာတာပဲဒါပေမဲ့ဘလို့လက်စားချေရမယ်ဆိုတော့မစင်းစားမိသေးဘူးကြော်ရည်ဒီအတွင်းကျိတ်ကျင်းနဲ့နေဒီမျက်နှာပြင်မပြုံးတဲ့ပြုံးလောက်ကမျက်ရည်စကားများကိုစင်းစားတွေးတောနေလေသည်အတန်ကြာမှကျုပ်တခုပြောမယ်တကယ်လို့တင်းတင်းဥလက်ထဲကမောင်ထုံးဝင်လွတ်ထွက်ပြီးမမကြီးကိုယူရင်ကျင်းနဲ့မလားဟုမေးလေသည် ရည်ဒီအနိုင်ငံစဉ်းစားနေပြီးမှဒီလိုဆိုရင်တော့ခြေနဲ့ဆရာပါပဲဒါပေမဲ့ရှင်နဲ့ကျမကအရင်ကလည်းမတည်ပဲနဲ့အခုမှတရားကိုတရားမြင်မှုကြတာအားကြောင့်ကျမကိုတားလောက်ယူဆိုင်နေတာလဲကျောက်ကျေးဇူးရှိဖို့ကိုလည်းမြင်လို့ပေါ့ခုပြောလိုက်ပြီးထိုစကားကိုပြောလိုက်တဲ့ဖြင့်ညအိမ်မှာအတိတ်ပဲမရှင်းမဲ့အံ့အားတင်သွားသည်ကိုလည်းမြင်ရတော့ကြောင့်အတခြားတော့မဟုတ်ပါဘူးဗျအချောင်းကိုပြောရရင်တော့ကျုပ်ကတင်တင်ဦးပေါ်မှာအများကြီးပြစ်တာရှိနေတယ်တကယ်လို့သာတင်တင်ဦးနဲ့မောင်ထုံးဝေတို့လွဲကြရင်အထုပ်ပဲတင်တင်ဦးကိုရနိုင်စရာရှိတယ် မ်းမြရေးမောင်ထုံးဝင်ကိုလည်းပြန်ပြီးရနိုင်မှာမဟုတ်လားဟုပြောပြလိုက်သည်။တောင်းတဲ့ကိုထုံးဝင်ကကျမတို့တို့ဘင်္ဂလီမျိုးကိုဖြစ်ပေမှာပဲ။တရန်တစားတဲ့ကိုရီလူဖြစ်တဲ့တင်ကြီးကိုတော့သူဖြစ်ပေပါမလား။ကျော်ကြီးကစီကရတလေးကိုထုတ်ရတာကအနိုင်ငယ်စဉ်းစားနေပြီးမှလူမာတန်းစားရဲ့လိုချားနာတဲ့အကြောင်းရှိပါဘူး။အတန်းမြင့်တဲ့လူဆိုလို့သူ့နှစ်ဖူးပေါ်မှာလည်းမျက်စိပေါက်နေရမှာဟုတ်တာ။လူရဲ့အပြင်းပါဖြစ်တဲ့အရာတွေနဲ့ခြားနာခြင်းကတန်းစားရည်လို့ခုံးနေကြတာပဲ ဥပမာတင်ပြဥပမာပတ်စံရှိတဲ့ဝိနိုင်စားနိုင်တဲ့စီစဉ်နေနေနိုင်တဲ့ရုပ်ရှင်ကြည့်စားပတ်ကောင်းစီမှုချိန်နေရတယ်။အမှန်များရင်မှာဆိုရင်ကိုယ်ဝန်စားတဲ့ကိုရှာမိစားရတဲ့တကယ်လို့မများရင်တော့တင်ပြဥလိုတာနေနိုင်မယ်ဆိုရင်လူလူချင်းအတန်းစားရလို့ခွဲခြားစရာရှိမှဖောက်ပါဘူး။ဒီတော့တင်ပြဥလိုနေနိုင်ထိုင်နိုင်ရင်အကူကချက်ထားတဲ့အခြေခံနဲ့မောင်းထုတ်ဝင်ကိုပြန်ပြီးကြောင်းနိုင်တာပေါ့ဟုပြောလိုက်သည် ဟုတ်တယ်လေလူရဲ့အမျိုးကုံဇာတိကုံကိုအတန်းစားမခွဲပဲပတ်စံပြည့်စည်နေမြလိုက်ပြီးအတန်းစားခွဲနေတာကိုအဲ့တော့ကိုထွန်းရဲ့အတန်းစားကိုဘယ်နည်းနဲ့ကျမတူနိုင်ပါမလဲကျော်ကြီးကအလွန်သဘောကျသွားသည့်အမှုရာဖြင့်ပြုံးကြီးကကျုပ်ကပတ်စံရှိတဲ့လူတယောက်ပဲမမညာကြီးကိုတင်တီဟုနေရထိုင်ရတယ်လို့ကျုပ်စီမံပေးမယ်ဒီလိုနေရရင်ပြီးရောမဟုတ်လားဟုမေးလေသည်အိုးဒါမှမရှင်ထားတဲ့အဖြစ်မျိုးရှင့်မိန်းမမျိုးပြုံမရမျိုးဖြစ်နေတော့မနေနိုင်ဘူး ော်ဒီလိုမဟုတ်ပါဘူးမမ်းမြာကြီးကိုလက်ဖြားနဲ့မှမတွေ့ပါဘူးဒါပေမဲ့မမ်းမြာကြီးကိုမောင်ထွန်းဝေကကြုံနဲ့မတင်ငါမနာလိုမရှုစိန်ဖြစ်ပြီးပြန်ယူခြင်းလာအောင်နေရမှာပေါ့ဒါမှတင်တင်ဦးကိုစွန့်မှာပဲတို့တို့ပြောဆိုနေကြသည့်အခိုက်တွင်ခြံထဲသို့လျှောက်လာသောခြေတံများကိုကြားရသည်ဖြင့်နှစ်ယောက်သားလက်ကြည့်မြင်ရကကြော်အေးအေးပဲစမ်းမှာဟောမောင်ထွန်းဝေလာနေပြီဟုဆိုလာရ ချုံဝေသည်ကြော်အေးအားရှာရန်လိုက်လာရကအနီးသို့ရောက်လာတော့အခါတွင်မမ်းမြာကြီးကိုပါတွေ့ရသည်တွင်ကြက်သည်တည်၍နေလေသည်ချုံဝေကမမ်းမြာကြီးကမမတ်မိတကယ်သို့၎င်းဂယုမဆိုင်တကယ်သို့၎င်းပြုလုံကကြော်အေးဖက်သို့လှည့်၍ဩကိုကြော်အေးတယောက်တည်းမှတ်လို့မသိလို့ပြားစိတ်မရှိနဲ့ကျွန်တော်သွားလိုက်အောင်မယ်ဟုဆိုလေသည်ဟိုးကိစ္စမရှိပါဘူးတခြားသူမှမဟုတ်ပဲဒီမှာမမ်းမြာကြီးလေသူနဲ့ကျုံနဲ့အရေးကြီးတဲ့စကားလေးတခုပြောနေကြတယ်အဲ့မှာမမ်းမြာကြီးနဲ့စကားပြောနေကြအောင် ကျုံနဲ့အိမ်နဲ့ခဏဝင်စရာရှိလို့ထိုကောင်မထွန့်ဝေကညကြီးအာမြင်တကယ်သူဘုံဟုဆိုတာညကြီးအာကြည့်ရပြောင်းလေသည်တို့ရရင်ညကြီးမှာဒေါသစိတ်မနာလိုစိတ်များဖုံးလွှမ်းနေသောကြောင့်ထွန့်ဝေအာမကြည့်နိုင်မမြင်နိုင်ရှိတာမျက်နှာလွှဲထားပြီးခုံတန်းလျားလေးဤလက်ရန်ကိုတင်းကျပ်စွာဆုပ်ကမ်းလျက်လူချင်းစိတ်ကိုထိန်းချုပ်ထားရနေသည်ကဲချုပ်ကိုတစိတ်ခွင့်ပြုကြပါအောင်ဟုတ်လားဟုတ်ကျောင်းကြီးကပြောပြီးနောက်ညကြီးပဲသူလှဲကပြန်ချင်းရင်ကျုပ်ကားကိုယူသွား ဒါမှမဟုတ်လို့ဒီကနေ့မှအတူတူပြန်ချင်းနဲ့လိုက်ပို့ရတာပေါ့ဟုဆိုတော့၎င်းတို့နေရာကိုမျက်နှာချင်းဆိုင်ဆုံးပေးပြီးထွက်သွားလေသည်။နှစ်ယောက်သားကြံရဲသည့်အခါတွင်တယောက်နဲ့တယောက်မျက်နှာချင်းဆိုင်ရခက်သက်ကဲ့သို့ဖြစ်နေကြကစကားမပြောဘဲတိတ်ဆိတ်ဝင်နေကြလေသည်။ထို့သောနေရာချင်းသည်ညဤစိတ်ထဲတွင်တရားတန်ချက်မရှိဘဲအတွင်းကျိတ်၍နာခြင်းမျိုးဟုခံစားရလေသည်။ထိုအိမ်မှာထူးထူးကြီးနေရကဒေါသနဲ့တကွာရှက်စိတ်များပေါ်လာကတယောတိလေတန်းဖြင့် မနက်ယူမှလဲတယောက်ပြမိနောက်တယောက်တင်ချဖို့တင်းလွယ်တာပဲတော့ဟုစကားဆလိုက်လေသည်။အိုးဒီလောက်ကရှင့်ဘူးနှစ်ဖြားသားမှမရှိပါဘူး။ညကြီးကဆက်ကနေထိုင်ရမှထားကခမမပြောလိုက်ရာထွန်းဝင်ကြီးစိတ်နိုင်များစွာထိခိုက်သွားလေတော့သည်။ထွန်းဝင်မှထိုးသူအပြောခံရခြင်းအတွက်ရုတ်တရက်ဒေါသများထွက်သားကတစုံတစ်ခုကိုပြောလိုက်ဆိုလိုက်ပြုလို့မည်ဟုခြံစီပြီးမှမိမိမှအင်ရှင်ဖြစ်သည်ကို၎င်းအိမ်ထဲ၌ဧည့်သည်များရှိနေကြသည်ကို၎င်းသတိရမိကစိတ်ကိုချုပ်တီးထားလိုက်ရလေသည် ချွန်နာမှာထုံဝေသည့်အေးစေးစွာဖြင့်နေပါအောင်မမြည်ဒီဟိုပါကိစ္စနဲ့လာတာလဲဟုမေးလိုက်ကိုထုံဝေချောင်းမင်းကလေးတောင်နဲ့လက်ထပ်မယ်ဆိုတော့မှခံနိုင်လို့လာတာပဲကိုထုံဝေကိုကျွန်မပိုင်နေမဟုတ်လားကိုထုံဝေကိုကျွန်မဘလောက်ချစ်တယ်ဆိုတာအတိသားနဲ့ဦးသွားစကားမျိုးကိုညယီပြောလိုက်ချင်လာပြီစူပါလောက်ရှာလေးရှိတော့ဒေတာတို့နဲ့တကစိတ်နှလုံးဒီသူစကားများကိုပြောဖို့ရတိုက်တောင်းရရှိခြင်းတို့ရရင်ညယီ ခက်ခဲမာတင်သောစိတ်နှင့်မာနသည်ထိုစကားများကိုပြစမှမထွက်နိုင်အောင်ချုပ်ပြီးထားကြလေသည်ထိုဝေဒီရခင်ကမိမိအားညဟုခေါ်လိရှိတော်လဲယခုမူထိုးသူမခေါ်တော့ပြီးမိမိအားရင်းဆက်စွာနာကျင်စေရလေသည်မိမိအားမကျေနပ်နိုင်တော့ပြီးဟုနှလုံးပြန်သာကျမကကိုထွန်းဝင်ရတည်ပဲဘာလို့မလာနိုင်ရမှာလဲနောက်ပြီးဒီလိုခါမှလာရင်ထက်တန်စာဒနာရှင်နေတဲ့တွေ့တယ်မဟုတ်လားဟုပြန်၍ပြောလိုက်လေသည် ထုံးမီမျက်နှာတွင်ဆက်ပြီးမွန်၍ပူထူသွားကလက်တီနာကိုလည်းတပြေးပြေးဆုံး၍စိတ်ကိုကျင်းမိလေသည်။တကယ်လားမိမိသည်ထုံးမင်းကလေးအားသူတစ်ပြည့်ယောက်ချင်ခဲ့၏။အကြမ်းမင်းကလေးများနှင့်တရားနှင့်မထားဘဲအမျက်နှာချား၍အမွန်းတင်ခဲ့သည်။ယခုမှ၎င်း၏သဘောကိုသိရလေပြီ။မာလီစွာဟုနောင်နာရမိကဒေါသနှင့်ဆက်စိတ်ကိုအနိုင်နိုင်ဖြေပြီးလေ။မညာရီလိုချင်တဲ့လူကိုအမြင်ရအောင်ရှာနိုင်လို့တရားလိုဝင်တာပါပဲ။ကုကြော်ရင်ကမညာရီနဲ့အင်တန်တင့်တော်တဲ့လူကြပါပဲလို့ပြောလိုက်သည်။ ထို့ကဲ့သို့၎င်းတို့စကားပြောနေကြရာဖြစ်သောခုံတန်းလျားနှင့် အနည်းဆုံးပြင်းပတွင်လာ၍ကွယ်သောလူရိတ်ကိုမြင်ရသဖြင့်မြောက်ပါတပြိုင်တည်းလှည့်ကြည့်မိကြလေထို့တို့ကြည့်လိုက်ရာပြင်းပပင်ရနေသူမှာကုကြောအေးဖြစ်ပြီးလေမိမိတို့အားကြည့်နေသည်ကိုတွေ့ရနေသည်ကြော်ဤသည်ထုံဝင်နေညာရိုးကိုစားကြည့်နေစဉ်မိမိဤတောင်မှတစုံတယောက်လာရသည်ကိုသိရသောကြောင့်လှည့်ကြည့်လိုက်ရာကျင်းနေဦးဖြစ်နေသည်ကိုတွေ့ရနေသည်ကုကြောဤဘာကြည့်ညာလဲကြော်ဤသည်မိမိကြည့်နေသူများ၏ကိုခေါ်၍ပြောချင်လာသည်ဖြင့် နောက်ဟောအလဲဒီနေဦးမြင်အောင်ပြလိုက်ခြင်းလေဒီတို့ရတဲ့မိမိဤပန်းစံကပြောရည်လက်ကညွန်ရသည်တဲ့ဒီနေဦးမမြင်ချင်နေကြအောင်ပိုရည်ဖြစ်စီလို့ဒီအတွက်ဘောဘယ်လေးမျိုးဖြင့်အိုးဘာမှမဟုတ်ပါဘူးဟုဆိုတာဒီလင်းပေါက်တကောင်းနှစ်ဖက်ကိုဆွဲပိတ်မီပြုလိုက်လေသည်ထို့သောပြုလုပ်လိုက်ရရင်ဒီနေဦးကကြောင်းအေးမျောလင့်သည့်အချိန်ပို၍ငင်းချင်းစိတ်ပေါ်လာတာမိမအိုးချီစမ်းမရစီချီနေမလို့နေရမြင်နေဟုဆိုတာကြောင်းအေးဤလက်ကိုဆွဲပိတ်ကရှေ့သို့တွန်းကပ်၍ဒီလင်းပေါက်ကိုဖွင့်လိုက်ရာ ကျောင်းရင်းနောက်တို့တာဆဝီလီမိမိကျန်အောင်မီဟုကျင်းနှံစွာပြုံးလျက်ရှောင်ရိတ်ထွက်သွားလေတော်သည်ကျောင်းအီစေဟဲနောထုံဝင်နေမြ ాయి တို့ကိုတင်နေဦးမြင်ရလင်းဒေါတာဖြစ်ကထုံဝင်အောင်မုံတီရွှေရှားသွားလိမ့်မည်ဟုထင်မြင်မိနေသည်တို့ရောင်ရင်တင်နေဦးသည်၎င်းတို့အောင်မြင်ရသည့်အခါတွင်ထုံဝင်ပေါ်တွင်မမုံပဲမိမိလက်ကအစာလိုအတင်းဝင်လို့သူမမြ ాయి ပေါ်လိုက်တာမခံမရနိုင်အောင်ဒေါတာဖြစ်ကခြံထဲသို့ဆင်းရွှေလိုက်သွားလေသည် ထိုဝင်မှာမိမိနဲ့ကြာရာတင်တင်ဥကလက်ပူးလက်ကျတွေ့နေပြီလို့သိရရင်မျက်နှာမြင်ကဲ့သို့ထားရမည်မသိတဲ့ကဲ့သို့ဖြစ်နေတော့သည်တို့ရရင်တင်တင်ဥသည်ထိုဝင်အားတစုံတရာစုပန်ခြင်းမရှိ EHE ကရင်မိမိ၌ထို့သို့ပြုလုပ်နိုင်သောအခွင့်အရေးကိုမရသည်ဟုသိပြီအလျောက်သူတို့လည်းသူရတာမေးလိုက်လေသည်မမျှရီဟုထိုဝင်ကနာမည်ကိုသာဖြေလိုက်တော့လေထိုစကားပေါင်းလုံးနှင့်တင်တင်ဥသည်၎င်းတို့အကြောင်းကိုရှင်းပြသွားလေသည်မမျှရီ ဘာဖြစ်လဲဒီလိုဘယ်လိုဝင်ပြည့်လို့လာတယ်လဲဘာညာကြီးမှာမျက်နှာတစ်ခုလုံးနှီးငဲသွားနေသည်ထို့နောက်မှာမျက်နှာကိုမော့၍တင်းတင်းထားကဘာဘယ်သူအခွင့်ရှိမှဝင်ရမှာလဲကျမလည်းရှင်ဝင်နိုင်ခွင့်ရှိသလားအခွင့်ရရှိတာပဲဟုပြန်၍ဖြေလိုက်လေသည် ညာဤပြောလိုက်သောစကားများသည်တင်းဒီဝီစိတ်ကြဲတွင်မိမိအားစော်ကားပြောဆိုသည်ဟုနှလုံးပြုမိကဒေါသဖြစ်လျက်တိချာတက်ရက်စွာဆွဲနှုတ်ဖြစ်ပြန်ထားသောမျက်ကောင်ကလေးများသည်ချီတက်သွားလေသည်ထို့နောက်မှအေးမဆိုင်လောက်သောမိန်းကလေးတယောက်ကဲ့သို့ပြုမှုလိုစိတ်သည်ပေါ်ပေါက်လာကတယောသောလေတံဖြင့်ကြီးမောပြီးမှအော်ဘလို့ခင်ရင်များရထားပါလိမ့်လို့မသိရဘူးလားဟုဆိုလိုက်လေသည် တိချင်နေတာပြောလိုက်ရအောင်မယ်။ကိုထုံးဝင်နဲ့ကျမကအရင်ကတည်းကသမီးစားဖြစ်ပြီးအချစ်ကြီးချစ်နေကြတယ်။ကိုထုံးဝင်ပေါ်မှာကျမကတခြားလူတယောက်ကိုချစ်ဆုံးချစ်နိုင်မဲ့အချစ်မျိုးထက်ပိုပြီးချစ်တယ်။သူကလည်းကျမကိုချစ်တာပဲ။ကျမကိုယူပါမယ်လို့တောင်ခရီးပေးပြီးပြီ။ဟူ၍ပြောင်ပြောင်ချင်းဖွင့်ပြောလိုက်လေသည်။ထုံစကားကိုကြားရရင်ထုံးဝင်မှာမျက်လုံးမျိုးမျက်စံပြူရင်ကညာကြီးကိုတလက်တင်းနီဦးကိုတလက်ကြည့်မိပြီးနေ ဒီနေ့ဦးဤမြောက်ပြားမှမြည်သွသောစကားများထွက်လာမည်နည်းဟုတုံရီစွာစောင့်စားနားထောင်နေမိနေသည်တုံးနာတို့မှာအတက်ပါမရှိနိုင်လောက်အောင်ညင်၍နေကြလေညရင်တဲတွင်မောင်းထောင်းတကဲ့သို့တတုံးလုံးဖြည့်၍နေလေပြီးမိမိပြောလိုက်သောစကားများသည်လွန်၍သွားလေပြီလားဤစကားမျိုးကိုပြောလိုက်ခြင်းအပြင်မိမိသည်ထုံဝင်ပေါ်တွင်အနိုင်မရပဲမိမိရှုံးပြရခြင်းကိုဖော်ပြရရောက်လျော်သလားဟုတွေးတောမိစဉ်မှာပင်ဒီနေ့ဦးဤရည်တန်းကိုကြားလိုက်ရပြန်ရော ထို့သောတယောရှုတ်ချသောဤတန်သည်ညဤသွေးသားကိုအေး၍သွားစေတဲ့ကဲ့သို့ရှိလေသည်မပြရင်ယောက်ျားမှန်ရင်ဘယ်သူမှပြောပါမကင်းနိုင်ဘူးဒါကဓမ္မရာကြီးဖြစ်နေလို့ကိုတို့ဝင်ကိုအပြစ်မတင်ပါဘူးကိုတကယ်မချစ်ဘဲနဲ့ချစ်တဲ့ထင်ပြီးအချက်ကိုစွန့်တဲ့ main claim မျိုးကတန်ထမိတာပါပဲတင်းနေဦးဒီကထွန့်ဝေကိုမိသည့်အကြောင်းအကြောင်းများလက်လွတ်ခံနိုင်မဖြစ်ရကထွန့်ဝေကိုဘယ်ကောင်မှအပြစ်ဆိုမီမဟုတ်ချေ ညာယီကိုသာရှက်ကြောက်လာအောင်ပြောမိမှာအခင်ပါသောမိမယိုတို့ပြုလုံမြန်နီးလမ်းမှဖြစ်နေသည်ညာယီကတင်းတင်းဦးကိုစကားပြန်၍ခြေပရန်စိတ်ကူးမိတော့လဲထို့သို့ပြောဆိုရန်အချိန်မရလိုက်ခြင်းအကြောင်းမူကားတင်းတင်းဦးသည်မိမိအားအားရလောက်အောင်ပြောပြီးစကားပြန်အနာယူကလာကိုထုံးဝင်အိမ်ထဲသွားကြမယ်ဟုပြောပြောဆိုဆိုထုံးဝင်ကိုတင်းခွန်ပြီးသွားနေတာမြန်မာတင်နိုင်ခဲများဖြစ်လျက်ကျန်ရည်ရာကမိမိအားဤကဲ့သို့ပြောခံရခြင်းနှင့်မိမိစိတ်၌ထုံးဝင်ကိုမပြတ်နိုင်သေးပဲရှိနေသည်ကို ထုံဝေတီတောင်းအောင်ပြောလိုက်မိခြင်းအတွက်ဝမ်းနဲ့မဆုံယူကြုံမရဖြစ်ကမျက်နှာကိုလဝါးနှင့်အုံးလျက်အယုတ်ကျိုးပြတ်တဲ့ကဲ့သို့ခုံတန်းလျားပေါ်တွင်ပြည့်ဝထိုင်မည်ရှိုက်တီးတငင်ကိုလေးတော်သည်ညဤမှာဝမ်းနေခြင်းဖြင့်လောကကြီးကိုမေ့လျော့၍နေမိလျာအကုန်းကိုအသားရလက်ဖြင့်ပုတ်ခံရသည်ကိုတွေ့ထီရမှမော့ကြည့်လိုက်ရကြော်ဤကိုမြင်ရ၏မိငင်များကိုလင်းမြန်စွာဖျောက်ဖျက်ပုတ်တက်လာရလေသည် ညဘာဖြစ်နေတယ်လဲဘာလို့ဝမ်းနည်းလို့ငိုတာလဲညအိမ်မှာဖြေခက်စာအတန်းကြာတွေ့ဝင်နေပြီးမှကျမဒီမှာကြာကြာနေလို့မဖြစ်တော့ဘူးကျမကိုထုံးဝေကိုဘယ်လိုပဲမုန်းပြီဆိုပေမဲ့အဲသူတို့တယောက်ပြောနေတာကိုကျမမဖြစ်နိုင်ဘူးကျမပြန်ကျင်ပြီဟုပြောလေသည်ဟိုးပြန်ကျင်တယ်ဆိုရင်ဆင်းပြင်းမှာပဲကားနဲ့လိုက်ပို့ပါမယ်ဟုကျော်ကြီးကပြောပြီးနောက်အဲ့ဒါလိုသူတို့နည်းအောင်ဖြောဖြောချိနေနေတာကိုမမြင်နိုင်ဒီကပြောတဲ့အကြံကိုမြင်မြင်ပြမြောက်အောင်လုပ်ကြဖို့ရှိရပဲသဘောတူရမဟုတ်လားဟုတ်ပြီလား ညကြီးမှာခေါင်းညလိုက်ခြင်းကိုတွေ့နေရသည်တွင်ကျော်အေးမှာအများစွာဝင်းမြောင်းလျက်ညကြီးလက်တစ်ဖက်ကိုဆွဲမြောက်ကထရန်ထူပေးလာနေသည်။မကြာမီထိုဝေ၏အိမ်ဝန်းထံမှတင့်လွင်တောက်တင်သောကားကြီးတစ်စီးသည်ထိန်လင်းစွာမိဆောင်ခွင်လျက်ကွင့်၍ထွက်သွားလေသည်။ကားပေါ်၌ညကြီးသည်ထိုဝေအိမ်အားဤတစ်ချိန်နောက်ဆုံးရောက်ရှိခြင်းပဲဟုနှလုံးပြုကာနောက်သို့လှည့်ခြင်းပါသွားလေတော့သည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ